ကဲညီကိုတို့ရေကျွန်တော်ဒါ Chelsea အသင်းကတော့ရှေ့မှာဒါ Arsenal ကိုဒါအိမ်ဝင်းမှာတရေကစားပြီးသွားပြီကျွန်တော်ဒီတစ်ပတ်ကျွန်တော် Premier League ပွဲစဉ်ကတော့ဒါ Lee နဲ့ဒါသူတို့အိမ်ဝင်းမှာရှင်ပြန်ကစားရမယ်ဒီပွဲစဉ်မှာတော့ Chelsea အသင်းရဲ့အဓိကအားကိုးရတဲ့ကိုင်ရှိတို့ ဒါအနီကက်ကြောင့်ပါဝင်နိုင်မှာမဟုတ်ဖိနဲ့ဒီနေရာမှာဘယ်ကစားသမားတွေကိုအသုံးပြုသွားမလဲဒါဒီနေ့မှာကျော်ဒီဟာလေးကိုပွဲကြို့သုံးသက်ချက်လေးနေနဲ့ပြောမယ်အဲ့ဒါကိုလည်းမပြောခင်ကျွန်တော်ဒီယာစီလက်ဆောင်ပေးမဲ့အစီအစဉ်ကိုလည်းဒီတစ်ပတ်မှာထပ်ပြီးတော့ထုံးစံအတိုင်းလုပ်ပေးဦးမယ်တော့စီကန်ချက်တွေကပုံမှန်အတိုင်းပဲဘာမှပြောင်းလဲသွားတာမျိုးမရှိဘူးစီကန်ချက်က3ချက်ပဲရှိတယ်တေချာလေးနားထောင်ပြီး live လုပ်စေချင်ပါတော့เนาะဆေးရှိတဲ့ဘက်ကအာဆင်နယ်နဲ့ဒါပွဲစဉ်မှာဆိုလို့ရှိရင်ဒါအဖြစ်မှန်တဲ့သူကတယောက်ရှိတယ်အဲ့တယောက်ဆိုလို့ရှိရင်လေသူလှုပ်ထားတဲ့စီကန်ချက်တွေကအကုန်လုံးမှန်ကန်တာဖြစ် တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘာမှစစ်ကားတာမျိုးမရှိဘဲနဲ့လောတေချာပေါက်သူဂျာစီလက်ဆောင်ကိုရခဲ့တယ်အဲ့လိုမျိုးကျွန်တော်ဖြစ်စေချင်တယ်ဘာလို့ဆိုတော့ဒီအပြေမှန်ပြီးတော့ကျွန်တော်ဒီစီကန်ချက်တွေနဲ့လွဲတဲ့ခါကြလို့ရှိရင်ဂျာစီလက်ဆောင်ပေးလို့မရတဲ့ခါကြလို့ရှိရင်တော်တော်လေးကိုနစ်နာဖို့ကောင်းလို့ပါကျွန်တော်ဒီလူဂျူနိုင်တဲ့ပွဲလေးကိုလည်းကျွန်တော်ဂျာစီလက်ဆောင်ပေးရသွားမှာပါကျွန်တော်စီကန်ချက်ကနံပါတ်1ချဲကျွန်တော်ဒီ ဒီ post ကို public နဲ့ share ပေးထားမှာပဲပြီးလို့ရှိရင်နံပါတ်2အချက်ကကျွန်တော် comment မှာ telegram link လေးချပေးထားမယ်အဲ့ဒီ telegram link လေးကိုနှိပ်ပြီးတော့ telegram group ကို join ထားရမယ်ပြီးလို့ရှိရင်နံပါတ်3အချက်ကကျွန်တော်အရေးကြီးပါတယ်ကျွန်တော်အဖြေမှန်ကိုကျွန်တော်ဒီ facebook post အောက်မှာမှတ်မှာမဟုတ်ပါဘူးဒီ facebook post အောက်မှာပဲတစ်ခုပဲမှတ်ထားလို့ရှိရင်ကျွန်တော်ဒီခုန public မှာ share ထားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ဒါဒီစီကံချက်နဲ့မကိုက်ညီတဲ့အတွက်ကြောင့်ပေးလို့ရမှာမဟုတ်ပါဘူးကျွန်တော်ဒီ facebook post အောက်မှာအဖြေမှန်ကိုလုံးဝမှတ်မှာမဟုတ်ပါဘူးခုန brother တို့ join ထားတဲ့ telegram link လေးတွေကိုထပ်ဝင်လိုက်အဲ့ထဲမှာလည်းကျွန်တော်အခုလိုမျိုးပဲ post တစ်ခုတင်ပေးထားမယ်အဲ့ဒီ post ရဲ့ comment မှာမှအဖြေမှန်ကိုမှတ်မှာပါဥမာ lee lee နဲ့ပွဲဆိုလို့ရှိရင်ဥပမာကျော် lee united 1 chelsea 3 1 3ကိုစသွင်းမဲ့အသင်းကျော် chelsea ဆိုပြီးတော့ဒီပုံစံတိုင်းမျိုးလေးခံမှန်းပေးရပါမယ်ပြီးလို့ရှိရင်မပြီးသေးဘူးเนาะအဲ့ telegram မှာမှတ်ထားတဲ့ comment ကိုကျော် screenshot ရိုက်ပြီးတော့ခုန facebook ပို့အောင်မှာအဲ့ဒီ screenshot ကိုမှတ်မိလိုက်တာ ਨੇ ဒါဒီစီကံချက်တွေအားလုံးလောက်ဆောင်ပြီးသွားပြီဖြစ်ပါတယ်ပြီးလို့ရှိရင်ကျော်အချိန်လေးတတိထားစီခြင်းမှာ တယ်ကျွန်တော်ဒီ comment post အောက်မှာကျော် caption မှာအမြဲတမ်းနောက်ဆုံးမှန်းအမယ်အချိန်ကိုထည့်ပြီးတော့မှန်းပေးထားပါတယ်ကျောရှေ့မှာဆိုလို့ရှိရင်လည်းကျောဒီ Arsenal နဲ့ပွဲမှာကျွန်တော်နောက်ဆုံးမှန်းအမယ်အချိန်ကည10:00နာရီဆိုပြီးတော့ကျောထည့်ပြီးတော့ရေးထားပေးပါတယ်ဒါမဲ့အဲ့10:00နာရီနောက်ပိုင်းမှာမှန်းတဲ့သူတွေလည်းရှိတာဖြစ်တဲ့ကြောင့်မလို့အဲ့တကယ်တကယ်ဒါအဲ့အဖြစ်မှန်သွားခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီအဖြစ်မှန်တဲ့သူတွေကိုကြာစီလက်ဆောင်ပေးလို့မရပါဘူးအဲ့ဒါလေးလည်းတခါလေးရှင်းရှင်းလင်းလင်းဖြစ်အောင်ကျောပြောပြပေးထားတာပါအောက်ပြီးအဆိုကျောဒီနေ့တော့ဒါ Lee United နဲ့ Chelsea ရဲ့ပွဲကြိုသုံးသပ်ချက်လေးနဲ့ကျော 留下来啊！<noise> ဒီပွဲစဉ်ကတော့ကျွန်တော်အရန်ကြီးထွထွထူထူပြောစရာတော့အများကြီးမရှိဘူးဘာလို့ဆိုတော့လီယူတိုက်တက်ကလည်းဒီရာစီမှာတော်တော်လေးအခြေအနေဆိုးနေရတယ်တန်းတက်လာလည်းအသင်းလည်းဖြစ်တယ်လို့ကျွန်တော်အခုလက်ရှိဒါအမှတ်ပေးရမှာဆိုလို့ရှင်လဲတန်းစင်းဆောင်ရဲ့အဆင့်18ဆိုရဲ့နေရာမှာရက်တီထားတယ်ပေါ့ဒီလီယူတိုက်တက်ကတော်တော်လေးကိုဒီရာစီမှာအခြေအနေဆိုးနေတယ်တန်းပြန်ဆင်းရမယ့်အနေထားကိုရောက်နေတယ်ဒါပေမဲ့သူတို့လက်ကြံပွဲစဉ်တွေကိုအကောင်းဆုံးပုံစံမှာရှင်ပြိုင်မယ်ဆိုလို့ရှင်တော့ဒီဒီကျွန်တော်ဒီအခုလက်ရှိရောက်နေတယ်ကျွန်တော်တန်းစင်းဆောင်၃ရောက်ထဲကနေပြီးတော့ယုံထွက်နိုင်ဖို့ ို့အတွက်ဒါအခွင့်အရေးကတော့ရှိသေးတယ်အားကြောင့်မလို့ဒီသူတို့အနေနဲ့လက်ချံပွဲစဉ်တွေကိုအကောင်းဆုံးရှင်ပြန်ကစားသွားဖို့တော့လိုအပ်တယ်ဒီလိုရှိရင်ကြောက်ဒီနေ့မှာကျွန်တော်ချယ်ဆီအသင်းရဲ့ ဒါလူပွဲထွက်ပုံနေနဲ့ပတ်သက်ပြီးတော့အဓိကပြောချင်တာပေါ့ဒီပွဲစဉ်ကတေချာပေါ့ခိုးပတ်မာတို့ပြန်ပါနိုင်မဲ့ပွဲစဉ်ပြီးလို့ရှိရင်ကိုက်စီတို့ကလည်းရှေ့ကအာဆင်နယ်နဲ့ပွဲမှာအနီကပ်ရလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာပါဝင်နိုင်မှာမဟုတ်ဘူးဒါသူ့အတွက်ကတော့တမျိုးကောင်းတစ်ဖက်တစ်ဖက်အကြည့်ပြန်တော့လေကောင်းတဲ့ဘက်အတွေ့ကြည့်မယ်ဆိုလို့ရှိရင်ဒါနားဟိုပွဲနားရတာနှစ်ရက်နှစ်ရက်နားရတာပေါ့ဗျာကစားသမားဟိုကြမ်းခိုင်မှု behind ကိုပြန်ပြီးတော့ကောင်းလာနိုင်တယ် အဲ့လိုမျိုးဖြစ်တဲ့ကြောင့်ကိုကာစီဒိုအနေနဲ့ဒါအနီကနှက်ကထိတာကောင်းတဲ့ဘက်ကြည့်မယ်ဆိုလို့ရှိရင်တော့ကောင်းတယ်ကြံတဲ့ဒီနှစ်ပွဲကလည်းချက်စီအသင်းတော်ကတော့ AC ပဲနောက်ထပ်လာမဲ့၃ပွဲ၄ပွဲလောက်ကချက်စီအသင်းတော်ကပွဲချောင်တဲ့ကာလာဖြစ်တဲ့ကြောင့်မလို့ပြဿနာမရှိဘူးကစားသမားကိုအနာပေးရာရောက်တယ်အဲ့ဒီအနီကက ဟုတ်ပြီဒါမဲ့ရောအခုလက်ရှိမှာဆိုလို့ရှိရင်တော့ဒါ Chelsea အသင်းကကျော်ကိုဘမှလည်းတုံးမယ် Astra Boro လည်းတုံးမယ်ဆိုလို့ရှိရင်ကျော်ဘယ်လိုမျိုး line up တွေနဲ့ပွဲထွက်လာမယ်လို့ကျွန်တော်ဒီ Casillo မပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ Anzo နောက်ဆင်းကောင်းလဲဆင်းလို့ရတယ်ဒါမို့ Anzo တို့ကိုအနားပေးပြီးတော့ Andre Santo တို့ဘာလို့ကိုလည်းတုံးမယ်ဆိုလို့ရှိရင်လည်းတုံးလို့ရတယ်ကိုဘမှအောင်နံပါတ်10လို့နေရာမှာပဲပြန်ထားပြီးတော့ဒီဘက်မှာခနာချိုးဒီဘက်မှာ Astra Boro နဲ့ပွဲထွက်လာပြီးတော့တိုက်ဆက်ပိုင်းမှာ D-Lab ပဲဖြစ်ဖြစ်ဒါထည့်ပြီးတော့ ဒါတုံးလို့ရတဲ့အနေထားပေါ့ဒါမဲ့အန်ဆိုမတ်စကာနေနဲ့ကိုးပါမှာကိုကျော်ဒီနံပါတ်တန်းတို့မှာပဲထားသုံးမလားဒီဘက်ဒါမှမဟုတ်ညာဝန်းနေမှာထားပြီးတော့သုံးမလားဒါတေချာပါတော့ကျွန်တော်အထင်ပြောတာပါကျွန်တော်အထင်ဆိုလို့ရှိရင်တော့ကိုးပါမှာကိုနံပါတ်တန်းတို့နေရာမှာပဲ ထားပြီးတော့တုံးလိမ့်မယ်အန်ဆိုဖာနန်ဒက်နောက်ဆင်းကောင်းဆင်းရလိမ့်မယ်ဒါမို့ဒီနေ့ပွဲစဉ်မှာအန်ဆိုဖာနန်ဒက်လည်းအနားရတာမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်ဘာလို့ဆိုတော့အန်ဒရီဆန်တိုတို့ဒီပွဲစဉ်မှာပွဲထွက်ခွင့်ပေးလိမ့်မယ်ပေါ့ပြီးလို့ရှိရင်တိုက်စစ်ပိုင်းမှာဒီခြေစွမ်းပြောင်းနေတဲ့ဂျီမီဂီဒန်တို့ဘာလို့ဒီပွဲစဉ်ဒီမှာဒီလိုပွဲစဉ်ဒီမှာအခွင့်အရေးပေးမလားပေါ့ဂျီမီဂီဒန်ကတော့တော်တော်လေးဟိုအဆင်မပြေနေတဲ့အထဲမှာပါသေးတယ်သူ့ရဲ့ကစားပုံသူ့ရဲ့ play style တွေကချက်စီးတဲ့နဲ့အဝင်ခွင့်ကြမဖြစ်သေးဘူးပေါ့အဲ့လိုမျိုးအဝင်ခွင့်ကြဖြစ်ဖို့အတွက်ကိုလည်းသူ့ကိုယုံယုံကြည်ကြည်နဲ့ပွဲထွက်ခွင့်များများ ပွဲထွက်ခွင့်ဆိုတာဟိုအရေးကြီးတဲ့ပုံစံမျိုးမဟုတ်ကစားခွင့်ပွဲကစားခွင့်လေနည်းနည်းလေးတော့အခွင့်အရေးတွေပေးပေးသင့်တယ်အဲ့လိုမှပဲသူ့ရဲ့ skill တွေတက်လာမယ်သည်အသင်းနဲ့လှုပ်ဆောင်ချက်တွေကောင်းလာမယ်အဲပြီးလို့ရှိရင်အသင်းနဲ့အဝင်ဝင်ကြဖြစ်လာမယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့တကြောင်မို့ဒီ Jimmy Gideon တို့ဘာလို့လဲဒီလိုပွဲမျိုးလေးတွေမှာဒါနည်းနည်းလေးတော့ပွဲချိန်ပြည့်ကြီးမဟုတ်ရင်တော့ဗျာဒီပထမပိုင်းဖြစ်ဖြစ်မိနစ်60လောက်ဖြစ်ဖြစ်တော့ ဟိုတုံးစီခြင်းနဲ့အဲ့ဒါမှလည်းဒါသူ့အနေနဲ့ဒါသူ့အတွက်အခွင့်အရေးဆိုတာလည်းရှိလာမှာဟုတ်အဲ့လိုမျိုးဖြစ်တဲ့အကြောင်းမလို့လက်ရှိမှာတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဂျီမီဂစ်တန်တို့ဘာလို့ဒီပွဲစဉ်မှာပွဲထွက်လာနိုင်နေဗျာပြီးလို့ရှိရင်ဒီ defensive ဘက်မှာဆိုလို့ရှိရင်တော့ဒါဖိုဖာနာချာလိုပါတွဲလုံးကအခုလက်ရှိ Chelsea မှာတော်တော်လေးကိုကောင်းနေတယ်ရှေ့က Arsenal နဲ့ပွဲမှာလည်းဒီနှစ်ယောက် defense ပြီးလို့ရှိရင် Cucurella နဲ့ဒီဘက်မှာ Gusto Gusto ဆိုလို့ရှိရင်လည်းဒီယာဒီမှာတော်တော်လေး performance ကောင်းနေတယ်လို့ ြောရမယ်သူရဲ့ပထမအဦးဆုံး twin ကို twin ခဲ့တဲ့ယာဒီကတော်တော်လေးကိုကောင်းနေတယ်လို့ပဲပြောရမှာပဲ gusto ရော kuku ရဲ့လာရောဒီပွဲစဉ်မှာကောင်းနေရှေကဒီ arsenal နဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော် chelsea အသင်းရဲ့ captain ဒါ rich chain ရဲ့ကစားပုံကိုလည်းကျွန်တော်အန်အားတင်လောက်အောင်ကိုကျွန်တော် မြင်ခဲ့ပြီးသားကြီးဖြစ်တဲ့တကြောင်မလို့ rich chain ကိုဘာလို့ anzo mask ကြီးဒီနေရာမှာအသေးတန်ကြီးတုံးနေတာလဲဆိုတော့အချက်ကိုကျွန်တော်တို့တိတိတသားကြီးမြင်ခဲ့ရပါပြီတကယ်အဲ့လောက်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဗျ anzo mask ကယုံကြည်တယ်ဗျ rich chain ပေါ်မှာထားတဲ့သူ့ရဲ့ခံယူချက်ကယုံကြည်တယ်ဒီကစားသမားဒီလိုမျိုးကစားနိုင်တာကို तू သိတယ်အဲ့လိုမျိုးဖြစ်တဲ့ကြောင်မလို့ तू ဘသူရလက်တွေဘလောက်ပဲဆိုးဆိုးကျော်ကြိုက်တဲ့လူပြော तू ပုံ तू ကစားခြင်းတဲ့ပုံစံအတိုင်းကိုပဲဒါအကောင်းဆုံးပုံစံနဲ့ ဒါကစားပြသွားဖြစ်တဲ့ကြောင့်မလို့အန်โซမာစကာကလည်းကျွန်တော်ချီးကျူးရမယ့်အဲမှာပါတယ်။ကျွန်တော်ချယ်ဆီသင်းကအခုလက်ရှိမှာကျွန်တော်ဒီအာဆင်နယ်နဲ့တရေကြပြီးတော့အဆင့်3ဆိုတဲ့နေရာကိုရက်တည်နေရကြအရမ်း24မှတ်ပေါ့။သူ့အပေါ်မှာမန်ချက်စတာစီးတီးယား25မှတ်။သူ့အောက်မှာဆိုလို့ရှိရင်အက်စတိုမီလာကလည်း24မှတ်နဲ့ကျွန်တော်ရမတ်တူကိုးကွာချားချက်နဲ့ကျွန်တော်အက်စတိုမီလာကလည်းအဆင့်4နေရာမှာရက်တည်နေရ။အမှတ်တရကွာနေဒီပွဲစဉ်တွေဒီလိုပွဲစဉ်တွေတရေကြတာတို့ရှုံးတာတို့လုံးဝဖြစ်လို့မရအောင်နော်။ကျွန်တော်ဟိုနေ့ကဒီဆန်နာလန်နဲ့ပွဲစဉ်တို့ Brighton နဲ့ပွဲစဉ်တို့ Brighton ဆိုလို့ရှိရင်အိမ်ဝင်းမှာ1-3နဲ့ ရှုံးခဲ့တာဒါကလည်းတယောက်หนีသွားလို့လည်းပါပါတယ်ကြော်မหนีလို့ရှင်တော့အိုက်ပွဲစဉ်တွေက AC ပဲကြော်ဒီအာဆင်နယ်နဲ့ပွဲလဲအိုက်တိုင်းပဲ Chelsea စဉ်တယောက်သာမหนีခဲ့လို့ရှင်သူတို့အနေနဲ့ in line အားလိုက်အနိုင်ရလက်ကိုဖော်ဆောင်နိုင်တဲ့အနေထားရှိတယ်ဗျာ Chelsea စဉ်၁၁ယောက်၁၁ယောက်ဆိုတော့ဒါအမှန်တိုင်းပြောတာပြောပြီးကြော်ဒီပွဲစဉ်မှာဆိုလို့ရှင်လဲကြော် Chelsea စဉ်နောက်ထပ် ဒီကစားသမားတွေထပ်ပြီးတော့မหนีဖို့ကိုတော်တော်လေးဂယုဆိုင်ပါမယ်အန်ဆိုမာစကာနေနဲ့ဒီယာဒီချက်စီရဲ့ဒီတရားဒီတွင်းမောင်မှာအနီကက်ထီရဲ့အရေးတော်ကတော်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 များနေပြီလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနောက်ထပ်ကစားသမားတွေအနီကက်ထပ်ထီဖို့အတွက်ကြောက်ဒီမလိုလားအပ်တဲ့ဒါလောက်ရတွေကိုမလုပ်ဖို့ဒါကစားသမားတွေကိုတတိပေးဖို့အတွက်ကတော့တော်တော်လေးအရေးကြီးပါတယ်ဟုတ်ပြီကြောက်ကစားသမားအကြောင်းနေလဲပြောဖို့အကြောင်းဒီပွဲစဉ်စရာအခြေအနေလေးကြီးလဲ ပြောပြပြီးသွားဖြစ်တဲ့ကြောင့်မလို့ဒါဒီပွဲစဉ်မှာကျွန်တော် Chelsea အသင်းကပဲအသာသီးနဲ့ကစားသွားလိမ့်မယ်အဓိကကတော့ Chelsea အသင်းကစားသမားတွေ injury မရဖို့နဲ့ခုနကကျွန်တော်ပြောခဲ့လို့အနီကပ်မထိဖို့အတွက်ကတော့တော်တော်လေးကိုအရေးကြီးပါတယ်ဘယ်ကစားသမားတွေပွဲထွက်လာမလဲဆိုတာကတော့တော်တော်လေးကိုအရေးကြီးရဲ့ဒါပြိဿတ်တွေအမြင်မှာဆိုလို့ရှိရင်ကိုးပါမှာပြန်ပါဝင်လာတဲ့ Chelsea ရဲ့ line up မှာ ဘယ်ကစားသမားတွေကိုတိုက်စစ်ပိုင်းမှာပွဲထောက်ခွင့်ပေးမလဲပေါ့ဒါပြည်သက်တွေရဲ့အမြင်ကိုကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးသွားကြပါဦးအဆုံးနေမြောင်ရှုပ်ကြရပြည်သက်တွေအောက်ချင်းတိုင်းကိုသူပဲကြည့်ဦးတင်ရှိပါတယ်နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့အစီအစဉ်တစ်ဆက်လို့ကိုယ်စွဲပါ